စိတ်နှုတ်နဲ့အရင်ဖေဟာကလိမ့်စိတ်အားနည်းမှုကိုပိုဖြစ်စေတယ်။မင်္ဂလာပါရှင်။ Snow Channel ကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။ဒီနေ့အမျိုးသားကျန်းမာရေးအကြောင်းအရာနဲ့ပတ်သက်ပြီးတော့စိတ်နှုတ်နဲ့အရင်ဖေဟာကလိမ့်စိတ်အားနည်းမှုပိုဖြစ်စေတယ်ဆိုတဲ့အကြောင်းကို ပြောပြပေးပါမယ်။ စိလိုက်ရဲ့အကျိုးသက်ရောက်မှု စိလိုက်ထဲမှာရှိတဲ့နီကိုတင်ဆိုတဲ့တက်ပစ္စည်းကသိကျောတွေကိုကျင်းစေပါတယ်လိန်အင်အားဆိုတာတိုက်ဆိုင်နေတာမို့သိကျောကျင်းတော့လာနဲ့အများ irration မရတာမတည်တတ်တာတွေဖြစ်တတ်ပါတယ် irration ဆိုတာကမြေလေးထဲကိုပြင်းများများဝင်ပြီးတင်းမာသွားတဲ့အခြေအနေကိုဆိုလိုတာပါ ။အုံနောက်ကလိမ့်စိတ်ခံစားရပြီဆိုတာသိလိုက်တာနဲ့သိကြောကျေဖွင့်ဖို့အမိတ်ပေးပါတယ်။တင်းများများဝင်လာပြီးညီလေးကတင်းမာလာပါတယ်။အဲ့ဒီအချိန်မှာပဲ irritation ဖြစ်ပါတယ်။ဒါပေမဲ့စီးလိတ်တောက်တာ အရက်များများတောက်တာစိတ်ဖိစီးမှုများတာတွေကြောင့်သိမဝင်နိုင်တာ အုံနောက်နဲ့သိချောတို့ဆက်သွယ်မှု မကောင်းတာမျိုးဖြစ်လာရင် irritation မဖြစ်နိုင်တာ ဖြစ်တတ်ပါတယ် နာတာရှိစီးလိတ်တောက်နေသူတွေအနေနဲ့လိန်အင်အားချို့တဲ့မှုဖြစ်နေချေပုံမြင်ပါတယ်ဒီထက်ပိုဆိုးတာကတခါဖြစ်ပြီဆိုရင်ပြန်လည်ကောင်းမှုဖို့အချိန်ကြာပြီးစီးကုသမှုခံယူရတတ်ပါတယ်ဒါပြင်စီးလိတ်ကဒိကျောနှလုံးသွေးလည်ပတ်မှုနဲ့ပတ်သက်တဲ့အခြေခံစနစ်ကိုပျက်စီးစေတဲ့အကြောင်းရင်းကြီးတစ်ခုပဲဖြစ်ပါတယ်ဆက်လက်ပြီးတော့အရရဲ့ အကျိုးသက်ရောက်မှုကို ပြောပြပါမယ်။အရက်ကိုတော့အနည်းငယ်သာတောက်မယ်ဆိုရင်စိတ်လန်းဆန်းမှုဖြစ်အားလျှော့ချခြင်းစတဲ့အကျိုးရှိနိုင်ပါလေ။ဒါပေမဲ့တနည်းကိုနှစ်ပတ်ထက်ပိုတောက်မိတာနဲ့အချို့အချိန်တွေမှာလိမ်စိတ်ကျဆင်းခြင်းအီရရှင်မရတာစတဲ့ပြဿနာတွေဖြစ်တတ်ပါလေ။အရက်အများအပြားတောက်လိရှိတဲ့သူတွေမှာ တက်စတိုစတိုဆိုတဲ့ကြောင်းဟော်မုန်းရောသွားပြီးတော့လိမ့်စိကြာစီခြင်းစိတ်အာရုံထိခိုက်ခြင်းတာပြူတက်ရော့ခြင်းလည်းဖြစ်နိုင်ပါတယ်။ရေရှည်တောက်နေရင်အစာချေစနစ်အသေးနှလုံးတို့ထိခိုက်ပြီးတော့ကြောင်းခွန်အားလည်းတဖြည်းဖြည်းနဲ့ဆုံးရှုံးသွားတတ်ပါတယ်။ဈေးလိမ်တီးကြောချင်းချင်းကြောင်နာတာရှိ irritation type fashion ဖြစ်စေတတ်ပါတယ်။အရက်ကတော့ အချိန်ခဏလေးနဲ့တောင်အီရရှင်မရနိုင်ခြင်းတွေဖြစ်နေပါတယ်။နာတာရှည်တောက်မယ်ဆိုရင်ဟော်မုန်းပြောင်းလဲပြီးလိန်စိမ်ကျဆင်းတတ်ပါတယ်။မိကုံးချုံနေနေဆိုရင်နာတာရှည်တက်ရောက်မှုပိုဆိုးတာကစီးလိုက်ဖြစ်ပါတယ်။အရက်ကလည်းတောက်တဲ့ပမာဏမထိုင်းနိုင်ရင်ထိခိုက်စေမှာအတိအချာပါပဲ။ကျမရဲ့အတွက်အကောင်းဆုံးနည်းကတော့စီးလိုက်မတောက်ပါနဲ့။ အရက်ကိုထိမ့်သိမ့်ပြီးတော့တောက်ပါတက်ရှိကျမ်းမာပြီးစွန့်အင်ပြည့်ရှံတဲ့ကိုယ်ခန္ဓာကိုဖြစ်ဖို့ထိမ့်သိမ့်ဖို့ဆိုရင်ဒီအရာနှစ်ခုကိုလျှော့ချတာကအဓိကပါနော်ခုဗီဒီယိုလေးကအသုံးဝင်နေစိတ်မြတ်တဲ့လို့ထင်ရင် like and subscribe လုပ်ပေးပါဦးနော်အခြားအမျိုးသားကျမ်းမာရေးဗီဒီယိုအသစ်တွေလည်းတင်ဆက်ပေးအောင်ပါမို့စောင့်မျှော်အားပေးကြပါဦးရှင် ကိုစိတ်မပြချမ်းမှချမ်းသာကြပါစေရှင်။